ဟုတ်တယ်အင်ကြီးလေးပြောလိုမျိုးပဲရှင်းရှင်းပြောရလို့ရှင်ကိုကဒီ TikTok မှာ10လီတယောက်လာဒါမှမဟုတ်လေတခြား platform တခုမှာ10လီတယောက်လာကိုပြောရမယ့်ကိုကြီးရလိုမျိုးပေါ့ကိုလောက်ပြရမယ့်ကိုကြီးရလိုမျိုးလာဒါမှမဟုတ်လို့ရှင်လေကိုက level တခုမှာကျွမ်းကျင်တဲ့ skill တခုရှိတယ်ပေါ့နော်ဒီ inch ချတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးအရာတခုကိုကိုမြဝေလိုက်လို့လူကြည့်များရလိုမျိုးလာဒါမှမဟုတ်လို့ရှင်လေ online platform ပေါ်မှာရှိနေတဲ့ကိစ္စတွေပုံလုံးကိုပွဲရှာပြီးတော့ video လောက်တက်တဲ့လူမျိုးလာပေါ့နော်အချို့ edit လောက်တယ် ဒီအရာတွေကိုသူများရဲ့ကိစ္စတွေကိုနန်းရှင်းရှာရတယ်ပေါ့နော်ဒီလိုမျိုးလူမျိုးလားဒီလိုမျိုးမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီဂျပန် TikTok account တွေကိုဝယ်ဖို့မစင်စားပါနဲ့ဘာလို့လဲဆိုတော့လောက်ရတာနဲ့ပြီးဆက်ရတာနဲ့မတန်ဘူးပေါ့နော်ကိုတွေမဖြစ်စလောက်ရမယ့် view လောက်နဲ့ဒီ TikTok account ဝယ်ပြီးတော့ပြန်ရမယ့်ပတ်စံတွေကလုံးဝကာမိမှာမဟုတ်ဘူးတခုတော့ရှိရယ်ကိုက account ကလည်းရှိနေပြီဘာဆက်လောက်ရမလဲကိုမေးလိုက်ရင်တော့အကို recommend page နဲ့တခုတော့ရှိရယ် အခုကဘာလဲဆိုတော့နိုင်ငံခြား view ရအောင်စူးစမ်းရှာပါတော့နော် national view ပေါ့နော်အဲ့ view တွေရအောင်ရှာနောက်နောက်တစ်ခုကဘာလဲဆိုတော့ TikTok gaming incentive program ပေါ့နော်အဲ့ကောင်ကိုရအောင် join အဲ့မှာကျတော့ mobile legend တို့ဒီ pubg တို့တခြား gain တွေများရှိတယ်အဲ့ gain တွေကိုအခုတော့ join ပြီးတော့ event တွေလာလို့ရှိရင်အခုတော့အဲ့ gain တွေကို join မယ်ဆော့ရမယ်ပြီးလို့ရှိရင်အဲ့ video ကို screen record ယူပြီးတော့ကိုယ်ရင်းနည်းနည်းပြန်ပြီးနောက်ခံစကားပြောတာပဲဖြစ်ဖြစ်ပြန်ပြီး edit ပြီးတော့တင်ပေါ့နော်အဲ့ကောင်ကတော့ပတ်စံတော်တော်ရရတယ်နှစ်ခါလောက်တော့ join မှုရယ် တစ်ခါ approve ရတယ်နောက်တစ်ခါကျတော့ approve မရဘူးပေါ့နော်ဒေချာလေးတော့လောက်ကြည့်ကြည့်ပြီးတော့ပြန်ပြီးတော့ share လုပ်ပေးမယ်ဒါကတော့ဒီ comment လေးကိုတဘောကြတော့ပြန်ပြီးတော့ reply ပေးတာပါ